။တမီးတို့ရေတခြားကိစ္စတွေပြောရယ်အဲတခြားဒီပူရာကတ်တာတွေနဲ့ပတ်သက်ပြီးယုံကြည်ညီမတို့ယုံကြည်မှုတွေပြောရအောင်ဆရာညီမတို့အဲမဟုတ်ဘူးဒါကဘလို့ဆွဲကြောင်းဖြစ်တာပါလားဆရာကတေချာပြောနေတယ်သူဆရာကိုယ်တိုင်ရှိရောက်ပြီးတော့ဟောဖြစ်တဲ့ချိန်မှာအဲ့ဗီဒီယိုတွေ့ချိန်မှာအရင်လန့်သွား။ပြောတာလေးရောက်တာတာလေးရောက်နေရောက်နေရောက်ဟွန်းဟွန်းဒီနေ့ဘယ်နာလဲဟမ်ငလင်ပေးရလားလားပေးရဟုတ်လားငလင်ပေးရလားအဲ့လို ွားအဲ့လိုဖြစ်နေမှာမဟုတ်ဘူးအဲ့လိုလာလာပြောနေတာအဲ့လေကျောင်းအတင်းနေထားလာငါပြောတယ်အိမ်နဲ့အမြိုက်ရောမကောင်းဘူးပြောညရရလေခဏလေးဒီမှာအကြောင်းရှိလို့ပြောဒီနောက်မှာပြောအိမ်မအိမ်နဲ့မပြောလားမဟုတ်ရတယ်ပြောဒါလေးနည်းကိုရှင်မပြုတ်ပေးရဘူးတဲ့ဟမ်ရှင်မပြုတ်ပေးရသေးဘူးတဲ့တူတဲ့ဟမ်ရှင်ပြုတ်ပေးကြလားတဲ့อืม ူသားလေးကဘာမှလဲ။နေအောင်လုံးသုံးအောင်လုံးဖတ်ပြီးတော့ခုရှိနေတယ်။ဘယ်နေရာမှာလဲ။ဘယ်မှာအဲ့ဒါမမြင်အောင်ကျွန်တော်။တို့ဘယ်ရလဲ။ဘယ်ရလဲနေတော့။လာလာလာဟေ့သူများအိမ်ထဲမှာချိန်မရှိဘူး။ခွင့်ပေးတယ်ခဏ။ညနေနေလဲဆိုရင်ညီမလည်းအဲ့လိုလိုအပ်တာလေးလိုက်လုပ်ပါညာပေါ့အဲ့ဒီအချိန်မှာညာဘက်ကျတော့ဆရာစပို့ရဲ့အဲသမီးရဲ့ဆရာတို့ဟိုစုရက်ကိုပြန်နေပြီရဲ့အဆင်ပြေရဲ့အော်ဟုတ်ကဲ့ဆရာဆရာဒီနေ့ရဲ့အဲ့လိုမျိုးတော်တော်လေးတော့ဟိုတွေးခဲ့ရတယ်ပေါ့နော်လိုအပ်တာရဲ့ဗာညာပြောပြီးတော့ ်လုံးဝမကြောက်ဘူးတနာရီလောက်ပဲကြားမယ်အဲ့ဗီဒီယိုကြီးတက်လာရင်အရန်လန့်သွားဘာဖြစ်လဲဆိုဆရာကိုယ်တိုင်ကယုံကြည်ရှိရတယ်မဟုတ်ဘူးဆရာလေအဲ့တော့တမီးတို့ရေတခြားကိစ္စတွေပြောရဲအဲတခြားဒီပူရာကတ်တာတွေနဲ့ပတ်သက်ပြီးယုံကြည်ညီမတို့ယုံကြည်မှုတွေပြောရင်တော့ဆရာကညီမတို့အဲမဟုတ်ဘူးဒါကဘလို့ဆွဲကြောင်းဖြစ်တာပါလားဆရာကတေချာပြောနေတယ်သူဆရာကိုယ်တိုင်ရှီရောက်ပြီးတော့ဟောဖြစ်တဲ့ချိန်မှာအဲ့ဗီဒီယိုကြီးတွေ့ချိန်မှာအရန်လန့်သွားဒါပေမဲ့အဓိကကျဆရာကိုစိတ်ပူပါအဲ့မျိုးဟိုတခုခုပေါ့ဖြစ်မလားဆရာများအရန်ဟိုစိတ် ထဲမှာအဆင်မပြေဖြစ်နေမှာပေါ့သူသူ့ရဲ့ first time experience ဆိုတော့အဲ့ဒါနဲ့မင်းညာဖုန်းဆက်တယ်ဖုန်းဆက်တော့ဆရာနားနေပြီဗာညာတော့ပြောတယ်အခုတော့ဆရာဟိုဖျားစာရေးပါရွတ်ဖို့အဲ့လိုမျိုးတော့ပြောထားတယ်ဆရာလည်းဒါသူ तू ကပိုစိတ်မကောင်းဖြစ်နေတာပေါ့နော် तू तू သူ့ရဲ့အာယုံထဲမှာ तू မြင်လိုက်ရတယ်ပေါ့နော်အဲ့ဒီထက်ပေါ့ဟိုထက်ပေါ်ကြီးလို့တဲ့အဲ့ဆိုဆရာလည်းတော်တော်စိတ်မကောင်းဖြစ်နေတယ် အဲရကြအဓိကမလိုက်သွားပြတာကြောင့်ဘယ်လိုလဲဆိုတော့ရန်ကုန်မှာလူကြီးတွေကြံခဲ့တယ်လူကြီးတွေနဲ့နေပေးရတယ်ပေါ့နော်ရတာဝင်ရပြီးတော့နောက်တစ်ခုကကျတော့တို့လိုတာရှိလို့ရှိရင်ရန်ကုန်ကနေဝယ်ထည့်ပေးဖို့အဲအဲ့အားကြီးပေါ့နော်ဒါမဲ့ဟိုနောက်ဆုံးလိုတာရှိရဲ့ဘာညာဆိုရင်တော့လိုက်သွားဖို့တော့ကိုကတော့ပြောထားရဲ့အဓိကကျတော့ main ကလေးဖြစ်နေလို့ပေါ့နော်အခွဲထဲမှာရင်းနေရ main ကလေးရတယောက်ပဲပါ main ကလေးပေါ်မရှိရတဲ့ကြောင့်အဲပြီးတော့နောက်တစ်ခုကကျတော့ဒီ debt body တွေပါတွေ့လို့ရှိရင်မျိုး ဘလောက်ပဲစိတ်တက်ကြန့်ခိုင်နေမိနေပဲဖြစ်ဖြစ်စိတ်ထိခိုက်တာရော shock ဖြစ်တာရောအဲ့လိုမျိုးဖြစ်မှာဆိုလို့ပေါ့အဓိကကတော့ဟိုဘယ်လိုပြောမလဲ main ကလေးဖြစ်နေတဲ့ channel ပဲအကူကအနောက်မှာထားပြီးတော့အနောက်ကနေပဲ support လုပ်ပေးဖို့ပဲထားခဲ့ရပါတော့เนาะဟုတ်ကဲ့ စေဝါပစ္စည်းပြင်ဆရာဝန်တွေပါသွားတဲ့အားသာချက်ကတော့ဘာရှိလဲဆိုတော့အတချို့တကယ်ညီမတို့တကယ်လိုတဲ့နေရာတွေကိုသွားရတဲ့အချိန်မှာဆရာဝန်တွေပါသွားရပြီးတော့ခွဲစိတ်ဆရာဝန်တယောက်ပါသွားရပါသွားတဲ့အချိန်မှာတကယ်ဟိုဟိုပြက်ရှာတဲ့နေရာတွေ၊ကွဲနေတဲ့နေရာတွေ၊လိုအပ်တဲ့နေရာတွေပေါ့နော်အားတွေကိုဟောဘယ်လိုပြောမလဲတကယ်သူတို့ကိုယ်တိုင်ဒီဟိုညီမတို့ဗီဒီယိုတွေလည်းတင်ထားပါတယ်တကယ်ချုပ်တယ်တကယ်ချုပ်ရိုးဖြည့်ရာတွေဆေးထည့်ရာတွေ dressing လုပ်တာတွေပြီးတော့ဆေးညှုံးပေးရာတွေပေါ့နော်အားတွေကကြတော့တကယ်ထိရောက်တယ်လို့ပြောလို့ရတယ်တချို့နေရာကြတော့ဒီအထိုင်ချထားတဲ့ဒီ စေးကုပေးရနေရာတွေမတော်နိုင်တဲ့နေရာတွေရှိရောလေအဲအဲ့အရာပို့အဆင်ပြေရပြီးတော့မြန်မာလို့ဆိုအခုဟိုမွေစိတ်ဖြည့်စေးပိုင်းရာစအကုန်ထည့်သွားတယ်လူလို့ရနေရာတွေအကုန်လူရယ်ဆိုတော့လေအဲဘယ်မှာမဆရာဝန်တွေပါသွားတယ်တိတက်နားလဲသူတွေပါသွားတော့ပို့အဆင်ပြေရပေါ့နော်ညီမတို့ကတော့အဲ့ဒါကိုပို့ပြီးတော့ appreciate လုပ်တယ်ဆရာဝန်တွေကကိုဖြိုးရဲ့တငယ်ချင်းဟုတ်တော့သွားသွားကြမိတ်ဆွေလို့ခေါ်ပြီးတော့သွားကြတာ အဲအခုသွားတဲ့အချိန်မှာဗာကြားလဲဆိုတော့အကိုတို့ကတကယ်ဟိုးလူမရောက်တဲ့နေရာတွေသွားရဲတကယ်စရေးတော်တော်မရောက်နိုင်တဲ့နေရာတွေသွားရဲတေချာလုတ်ပြီးရပေါ့နော်အဲ့အချိန်မှာဗာဗာမြင်ရလဲဆိုဥမာတချို့ Facebook မှာလူနေရလူနေရလူနေရဆိုပြီးတော့တက်နေတဲ့နေရာတွေကတကယ်ပြည့်စုံသွားကြီးအဲတကယ်ဟိုးချောင်းကလောင်နေရမှာတော့တော်တော်အခြေအနေဆိုးဆိုးကြီးရှိရပေါ့နော်အဲ့ဒီတော့အကူတို့ကပြောရယ်အမ်ပြီးတော့အဓိကကျတော့ဒီစေးဝါးရယ်ရိတ်ခါရယ်ပေါ့နော်အဲ့ဒါကြီးလိုအပ်နေရ ပေါ့အဲ့လိုမျိုးတော့တို့ဘက်ကအဲ live လောက်ပေးနေဒီနေ့လည်းဒီဘက်တရက်ဦးတို့အင်းဝါတို့ဘက်ကိုပြန်ဆင်းမယ်လို့ပြောရဟုတ်ဓာတ်ပေါ်ဒီဘက်တွေကိုညီမတို့အဲ့ဒီညီမတို့မှာအချိန်ကနှစ်ရက်ပဲရတရက်တရက်ခွဲပေါ့တရက်ခွဲပဲရတော့အဲ့ဒီအချိန်မှာညီမတို့တက်နိုင်သလားအလှူခံပြီးတော့သွားရတယ်။အဲ့ဒီဓာတ်ပေါ်ဒီ site ဟိုပစ္စည်းတွေပေးရဆိုင်ုံတကူကတော့အများကြီးပေးလိုက်တယ်လို့ပြောရတယ်။အဲ့ဒါတွေကြောင့်အကူရောကကြောင့်အမှန်တမ်းပြောရရင်ဟိုညီမကိုယ်တိုင်လည်းဒီ ဓာတ်ပေါ်ကြီးထုတ်တဲ့ဟာရဲ့ဘိုင်းမှာတော့အများကြီးဟိုသွားပြီးကိုယ်တိုင်မလုပ်စေချင်တော့ဟိုလှုပ်ပေးရဲ့ပရာဟိတရေကိုတော့ဓာတ်ပေါ်ကြီး bag တွေကိုတော့သူတို့ပေးချေချာဟိုခွဲဝေပြီးတော့ပေးရဲ့လို့ပြောရရှင့် နောက်ထပ်ကူညီကြဆဲရေးကြရအောင်ညီမတို့ပါဝင်ပြဖို့တော့ရှိတယ်။အခုဆိုရင်အော်ညီမရန်ကုန်မှာနေခဲ့ရဆိုတာလေအကိုတို့ကမန္တလေးသွားနေတဲ့အချိန်မှာညီမတို့ဒီဘက်မှာဆရာဖတာတို့ညီမတို့တွေပေါ့နော်။အဲဒီညီမညီမရဲ့ညီမတငယ်ချင်းဒီတယောက်ဆောင်နေရဲ့နဲ့ပေါင်းပြီးညီမတို့ဒီအင်းလေးအတွက်ပေါ့နော်အခုကအင်းလေးမှာတော့ကဲဆဲရေးအဖွဲ့ရသွားနေပြီညီမတို့အဓိကအလူခံတာကြောင့်ဒီပြန်လဲထူထောင်ရေးနဲ့သူတို့ ဒီအိမ်နေဖို့စာဝတ်နေကိစ္စလေးပေါ့အဲ့ဒါတွေကိုညီမတို့အဲ့လိုပြန်နေရောညီမတို့အဲပြန်လာလို့ရှိရင်တော့အဲ့လို plan တစ်ခုဆွဲပြီးတော့တချံအတွင်းသို့မဟုတ်တချံအပီးလောက်ကိုညီမတို့အဲ့အင်းလေးဘက်တက်ပြီးတော့ပြန်လဲထူထောင်ရေးလုပ်မယ်ပေါ့မန္တလေးဘက်ကတော့အခုအကိုတို့ကဒီအရင်ဆုံးသူတို့ဘက်ကကြတော့တိုက်တင်များတော့ဖြိုချဖို့အတွက်ကိုအခုအဲ့လိုဟိုဟိုတနေ့ရယ် crane ဟို ပုံကလေးဖြတ်ဆက်လာအဲ့ဒါကြီးပါတယ်သူတို့လှူတာတွေပါတော့တွေ့ရဲအဓိကကျတော့ဒီမန္တလေးပြန်လဲထူထောင်ရေးဆိုလို့ရှိရင်လည်းညီမတို့ဘက်ကနေအတက်နိုင်ဆုံးအဲဒီသက်ဆိုင်ရာပေါ့နော်အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးတော့အဲညီမတို့ထပ်ပြီးလုပ်ပေးဖို့တော့ရှိတယ်ဟုတ်ကဲ့အော်အဓိကကျတော့ဒီတဘာဘေးကနေတကယ်တည်းဟိုမသိရဘူးပေါ့နော်အခုငရင်ဘေးဆိုရင်ညီမတို့ဆိုလည်းကြုံမသိဘူးအဲဒီလှုပ်နေတဲ့အချိန်မှာလည်းညီမကိုယ်တိုင်အိမ်ပေါ်မှာလုံးဝအောင်စင်အောင်အောင်မစင်မစင်ရရပေါ့နော်အဲ့လိုမျိုးဆိုဒီမန္တလေးဘောက်ဆိုအရင်များရလေအဲ့လိုမျိုးအခြေအနေမှာဆိုတော့ ီတဘာဝဘေးအနေနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်တေးတေးချာချာဒီထုတ်ပြန်တဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုတေးချာလေ့လာပါအဲပြီးလို့ရှိရင်ဒီဟို page တွေကနေအဲ့လိုကြောညာနေရာတွေကို panic မဖြစ်ဖို့ပေါ့နော်ပြီးတော့ဟိုကိုယ့်ဘက်ကနေပြီးတော့အဲ့လိုဟိုဘယ်ပြောမလဲနောက်ပိုင်းနေဖြစ်လာနိုင်မဲ့အရေးအယံတွေရှိရဆိုလို့ရှိရင်ဒီပြင်ဆင်စရာရှိရပါဘူးဥပမာဟိုအဆောက်ရစာရန်နေပစ္စည်းတွေငွေကြေးအဲ့လိုမျိုးလေးကိုပြင်ဆင်ပြီးတော့ပဲအဲဘယ်ပြောမလဲ alert ဖြစ်ဖို့ပြီးနေဖို့ပဲညီမအနေနဲ့တော့အကြံပေးခြင်းနဲ့အခုမန္တလေးမှာဆိုလဲထပ်လှုပ်တာရှိရပါဘောနော်ထပ်လှုပ်တာရှိရဆိုတော့ဟိုထပ်ပြီးတော့အထိခိုက်တယ်မ မများဘူးပေါ့အဲ့ဒါကိုပဲမြဲဆူတောင်းနေရတာ